ဆင်းရဲချွေးမလေးရဲ့မှန်မီးဖို့ကြောင့်အမေတမီးကိုပတ်ဆက်ပေးပါလိုက်အမေပတ်ဆက်ယူပြီးဘာလို့မလို့တော့တမီးရဲ့တမီးအယောင်စုံဝဲခြင်းလို့ပါအမေရဲ့တမီးစာအုပ်မှာပုံလေးတွေဆွဲမဲ့ပြီးရင်အယောင်တွေထည့်မယ်လေပထမဆုံးကလည်းအမေအယောင်တွေအများကြီးဝယ်ခဲ့ပေးရပဲတမီးရဲ့အဲ့ဒီအယောင်တွေအားလုံးမရောက်သွားလေကုန်သွားပြီလေမမေရဲ့အစ်တစ်ဝယ်ပေးပါလားအေးပါအေးပါဟုတ်ပြီဟုတ်ပြီညနေတမီးအဖေပြန်လာတဲ့ခါကြလို့ရှင်တော့ဝယ်ပေးမယ်နော်ဒါနဲ့ဒီနေ့အเจ้าမအစဉ်ပြေခဲ့ရလား စာရီကရောဘာရီတင်လဲဒီနောက်တမီးလေးရလည်းမိခင်ဖြစ်သူကိုကြောင်းမတင်ခဲ့တဲ့စာရီအကြောင်းကိုပြန်ပြောပြနေခဲ့ပါတယ်စီမီဆိုတဲ့မိန်းကလေးကတော့ရွာငယ်လေးမှာသူ့ရဲ့မိဘတွေနဲ့အတူတူနေထိုင်နေရပါသူမတကယ်ကိုနားလည်မှုရှိပြီးလိမ္မာရေးကြရှိတဲ့တမီးလေးတယောက်ပါသူမကြောင်းမဆိုလည်းအစဉ်ကောင်းကောင်းနဲ့ဆောင်ပွဲအောင်တက်ပါရီနောက်နေ့မှာတော့သူမကြောင်းကနေအင်ကိုပြောင်းလာတာနဲ့သူမရဲ့မိခင်ကိုမေးပါတယ်အမေအဖေပတ်စံပေးသွားလားမပေးသေးဘူးတမီးလေးရဲ့နောက်တစ်ပတ်လောက်မှပတ်စံရတဲ့အခါပေးမယ်ဆိုပြီးပြောတော့တယ် အခုလောလောဆယ်ကတော့ဂျုံဆိုင်ခင်းတွေရှုပ်သိမ်းနေပြီမလားသမီးရဲ့ဒါရီအလုံးပြီးသွားရင်ပတ်ဆိုင်ရမှာပတ်ဆိုင်ရတဲ့အခါကျရင်တော့သမီးကိုပေးမယ်နော်ရပါတယ်မေရရပါတယ်ကိစ္စမရှိပါဘူးသမီးတခုခုစီစဉ်လိုက်မယ်နော်တနာစီအကောင်နဲ့စီမီလည်းမျက်နှာပြက်ပြီးထွက်ခွာသွားခဲ့ပါတယ်တမတော့အချိန်အကြာကြီးထိုင်ပြီးတော့စဉ်းစားနေပါတယ်ဒီအချိန်မှာပဲတမအကြံဉာဏ်တစ်ခုရရှိသွားပါတယ်တမမတူညီတဲ့ဘန်းတွေအများကြီးကိုခိုးရှုလာခဲ့ပါတယ်ပြီးသွားတဲ့အခါမှာတမအယောင်တွေကိုအရင်ညှစ်ပြီးအယောင်ထွက်လာအောင်လုပ်ပါတယ် ။အဲ့ဒါနဲ့ပဲသူမရဲ့ပုံကိုကိုရိုင်းဆွဲပြီးအယောင်ချေခဲ့ပါရီ။သူမဆွဲထားတဲ့ပုံလေးကတကယ်ရောက်လာပါလွန်နေရပါ။ညနေခင်းရောက်ရှိသွားတဲ့အခါမှာတော့သမီးရဲ့ဘယ်ရောက်နေရလဲ။ဒီမှာကြည့်ပါသမီးဖေးကသမီးတွက်ဆိုပြီးတော့အယောင်ဆောင်ခဲရန်တွေဝဲလာခဲ့ပေးတယ်။သမီးကတော့အယောင်ထည့်ပြီးသွားပြီးမမေရဲ့ဒီမှာကြည့်မေသမီးအယောင်ထည့်ထားတာဘလောက်လှလဲကြည့်ပါအမလီလှလိုက်တာသမီးလေးရဲ့ဒါနဲ့ဒီအယောင်တွေကိုသမီးလေးဘယ်ကနေပြီးတော့ယူလာခဲ့ရလဲဒီအချိန်မှာစီမီကလည်းသူမအယောင်တွေကိုဘယ်ကနေယူလာခဲ့လဲဆိုတာကိုပြောပြခဲ့ပါရီ တမီးလေးကတကယ်တော်တော်လေးကိုညံထက်မြက်တာပါညံထက်မြက်လို့နဲ့တမီးလေးကြောင့်မိခင်ဖြစ်သူကလည်းဝမ်းသာပျော်ရွှင်သွားခဲ့ပါတော့တယ်ဒီလိုနဲ့နှစ်ပေါင်းများစွာအကုန်ဆုံးသွားခဲ့ပြီးစီမီလက်အရွယ်တစ်ခုရောက်ရှိလာပါပြီတခါမှတော့အနီနာဝေးချင်းမှရှိတဲ့ရွာတရွာကကောင်းလေးတယောက်ကမင်္ဂလာစကားကြောင်းလာခဲ့ပါတယ်ကျမတို့ကတော့အမရဲ့တမီးလေးကိုသဘောကျပါရဲ့ရှင်ကောင်းတာပေါ့ရှင်ကောင်းတာပေါ့ကျမတို့ဘက်ကပြောစရာရှိတာကတော့ကျမတို့တမီးလေးကိုလက်ထပ်ပေးရင်အချိန်တင်တောင်းဝင်အများကြီးမပေးနိုင်ဘူးသူ့အဖေကိုယ်တိုင်ကလည်းဆင်းရဲတဲ့တောင်းသူတဦးလေး စိတ်ပုံမနေပါနဲ့အမရဲ့မိန်ကလေးတိုင်းမိန်ကလေးတိုင်းကသူတို့ကံနဲ့သူတို့လာကြတာစင်ရတာတွေချမ်းသာတွေပြောမနေပါနဲ့ကျမသားလေးကလည်းချမ်းသာတာမဟုတ်တာသူလည်းသူ့ဖေနဲ့အတူတူလည်းရဆိုင်ကြိုးရေးပဲလို့ကြာရရလေးနဲ့ပြောရွှင်အောင်နေတတ်တယ်ဆိုရင်ပဲကျမတို့အတွက်ကလုံလောက်နေပါပြီကျမတို့ဘက်ကတင်တောင်းငွေတွေပတ်စံတွေကိုတော့လိုချင်တတ်မှတ်စိတ်ရှိပါဦးရှင်ကျေးဇူးများကြီးတင်ပါတယ်ရှင်အမရဲ့စကားကိုကြားလိုက်ရတော့လေကျမတို့ရဲ့ပခုံးပေါ်မှာရှိတဲ့ဝင်တော့ဝင်ဖို့တွေအားလုံးပြေလျှော့သွားသလိုပဲအတွေ့အကြုံကောင်းတဲ့ရခမော်တွေကိုရရှိခဲ့တဲ့စီမီဝမ်းသာပြောရွှင်သွားပါရစေ ရှရနေငယ်အတွင်းစီမီတဲ့အကာရှ်နဲ့လက်ထပ်ပြီးရကမရင်ကိုလိုက်ပါသွားခဲ့ပါရီ။ကဲချွေးမလေးရေလာလာလာ။ဒါဒီနေ့ကစပြီးတော့နေရအိမ်ဖြစ်သွားပြီနော်။ငါတို့အားလုံးကိုလည်းမိသားစုလိုမျိုးပဲသဘောထား။အရင်ဆုံးနေအနားရှူလိုက်ပါအောင်။ငါနေတော့ဖို့အတွက်လည်းဖေးလေးပါလေးဖြောလာခဲ့မယ်လေ။ထားလိုက်ပါအမေရဲ့ဖြောမနေပါတော့နဲ့ကျမကိုယ်တိုင်ပဲအမေအတွက်ဖြောပေးမယ်လေ။မဟုတ်တာချွေးမလေးရေနေအခုမှအိမ်ကိုရောက်လာတာပဲရှိသေးတယ်။အားလုံးကြောလည်းဖေးဖြောပေးစီရမလို့ပါဘူး။အခုခဏလေးအနားရှူလိုက်။နောက်ဆိုရင်တော့အရင်အလုပ်တွေအားလုံးကနေရတာဝန်ဖြစ်လာတော့မှာ။ နေပထမဦးစုံမီဖို့ကြောင့်လည်းဝင်းနဲ့ထုံထက်အစလာလုပ်ပြီးသွားတဲ့အခါကျတော့မှပဲချက်ပြုတ်လို့ရမယ်နော်။ကဲသွားသွားသွားအခုတော့အနာသွားယူနေနဲ့အကောက်စတိုရီမှာအခန်းတစ်ခန်းသာရှိပါသေးတယ်။တခန်းကသူ့ရဲ့မိဘတွေနေထိုင်နေခဲ့ပြီးတခန်းကတော့သူတို့လက်မယားနေအောင်နေထိုင်ရမှာပါ။ဒီမှာမိဖို့ကြောင့်လည်းဝင်ကြည့်ခဲ့တဲ့အခါမှာတော့မိမွေပြီးတဲရတဲ့မိသွေးမိဖို့ကို တွေးခဲ့ရပါသေးတယ်။ခဏကြာမှတော့ကဲချွေးမလေးရေငါပဲအိုးတဲထားပြီးတော့ပြီးဟင်းလေးချက်လိုက်နော်။ဟုတ်ကဲ့ဟုတ်ကဲ့ရပါတယ်အမေကျမချက်လိုက်မယ်။ ဒါနဲ့ကျမတခုလောက်မေးလို့ရမလားမေးအေးအေးအေးမေးလေမေးပါဘာဖြစ်လို့လဲအိမ်မမိဖို့ကံကပထမရက်ကဒီပုံစံပဲလိုက်ဟုတ်တယ်လေပထမရက်ကဒီပုံစံပဲပေါ့ငါလဲငါသားလေးနဲ့ငါယောက်ျောင်းအမြင်ပြောပါရယ်ဒါပေမဲ့မတတ်နိုင်ခဲ့ဘူးလေဆင်းရဲတာနဲ့မိုးခေါင်ရေရှားဖြစ်တာနဲ့အတောင်စိတ်လိုနေတာနဲ့တောင်ရဆွဲနဲ့ပတ်စံတွေကကုန်သွားတာပဲမိဖို့ကံကိုပြင်ဆင်ဖို့အတွက်ငါတို့မှအချိန်ကိုမရှိခဲ့ပါဘူးဟေးဒီတစ်ခါပတ်စံလေးပါလေးစုဆောင်ပြီးတော့ဟင်းတို့နှစ်ယောက်ကိုလည်းလက်ထပ်ပေးရသေးတယ်မလား ဒါဆိုရင်တော့အမေအတော်လေးကိုဆင်းရဲဒုက္ခရောက်ခဲ့မှာပဲနော် အမလီရပါတယ်မလိုပါဘူးငါတို့အတော်ရီအားလုံးကအချင်းတစ်ခုလို့ဖြစ်နေပြီငါရဲ့ချွေးမလေးလည်းတိတ်မကြခင်မှာအချင်းဖြစ်သွားမှာပဲစိတ်ပူမနေနဲ့ကဲလှုပ်လှုပ်လှုပ်အလုပ်ထီအားလုံးလှုပ်ရောစုပ်ပြီးရခမဖြစ်သူထောက်ခွာသွားခဲ့တဲ့အခါမှာစီမီလည်းမိဖို့ကန်ကိုကြည့်ပြီးစိတ်ညစ်နေပါတယ်သူမရဲ့မိဘအိမ်မှာမိခုကန်ကဒီချပို့ပြီးအများကြီးတာပါတယ်အခုလိုမျိုးသူမထမင်းဟင်မချက်တက်ပို့ဖြစ်နေပါတယ်ဒီလိုနဲ့ပဲလာပေါင်းများစွာကုံဆောင်သွားခဲ့ပြီးဆောင်ရောက်ကီကိုရောက်ရှိလာခဲ့ပါတယ် စီမီရေငါထွက်လဖေးလေးတစ်ခွက်လောက်ဖြော်ပေးလို့ရမလားရမယ်ရမယ်ကျမဖြော်ပေးမယ်နော်ဖေနဲ့အမေအားလုံးတို့ကကျမဖြော်လာခဲ့လိုက်မယ်အရင်နေ့ကတော်တော်လေးကိုအေးနေခဲ့တာပါရာသီဦးတို့ကတော်တော်လေးကိုအေးနေခဲ့ပြီးလေရီကလည်းအင်ဂျယ်ဂျိုးဝင်နေခဲ့ပါတယ်တနာစီရကောင်းတဲ့စီမီခမမိဖို့ကန်နေမှာမီးရောင်မှွေပြီးရောလဖေးတဲပါတယ်ဒါပေမဲ့ရုတ်တရက်ကြီးသူမအေးမီလာခဲ့ပြီးရောနှာရီချီချောင်းလို့ဇိုးလာခဲ့ပါတယ်စီမီရေဒုက္ခပဲမင်းဖျားသွားပြီနဲ့တူတယ်ဒီတိုင်းဆိုတော့မဖြစ်သေးဘူးစေကန်းလေးပါလေတော့ပြကြအောင်လေငါမေကိုစေကန်းခေါ်သွားပေးမယ် တော်ပြီရှင်ကျမဆေးကမတော်ချင်ပါဘူးဆရာဝန်ကိုလည်းမလိုဘူးဘာလို့ပြောချင်တာလဲမအစင်ပြေလို့လားရှင်ကျမအတော့ဆေးဝက်ဘေဘီဆေးတိုင်တာမှကျမနောင်နေထက်ပြီးတော့နေမကောင်းဖြစ်နေအောင်ပါပဲကျမအေးလို့နေအတော့ကြောင့်မို့လို့ဖျားတော့တာမဟုတ်ဘူးမိဖို့ကန်းကြောင်ဖျားတော့ခဲ့တာမိဖို့ကန်းတစ်ခုလုံးကအရန်အေးဆက်နေတယ်တိတယ်တိတယ်ငါတိပါတယ်နားလေတာပေါ့မိဖို့ကန်းကြောင်မင်းအခုလို့ဖြစ်သွားမှန်းငါကောင်းကောင်းနားလေတယ်အမေနဲ့မင်းနှစ်ယောက်လုံးဒုက္ခရောက်နေကြမှန်းငါနားလေပါတယ် ဒါပေမဲ့အခုငါရှိမှပတ်စံလည်းမရှိသေးဘူးဆိုတော့မိဖို့ခန်းကိုလည်းပြန်မပြင်ပေးနိုင်သေးဘူး။ငါလည်းအမြန်ဆုံးပဲမိဖို့ခန်းကိုပြန်ပြင်ပေးချင်ပါတယ်ကွာ။ရှိတဲ့ပတ်စံတွေအကုန်လုံးကလည်းမင်္ဂလာဆောင်မှာတုံးဆွဲလိုက်တာနဲ့ကုန်ပြီလေ။ပြီးသွားတဲ့အခါကျလို့ရှိရင်တော့ပွဲလက်သပင်တွေကလည်းအများကြီးပဲ။အဲဒီမှာတုံးဆွဲရမယ့်ဈေးတွေကလည်းရှိသေးတယ်။အဲဒါကြောင့်ကျမရှိုံပြောတာနောက်ထပ်အလုပ်လေးပါလေဒီခုခုရှာပါဆိုနေမှဒီပုံစံအတိုင်းကျမတို့ဘယ်အချိန်ထိနေထိုင်သွားကြမလဲ။အဖေကတော့လေယာဆိုင်ပြောရင်လုံကမ်းပဲလုပ်ပါစေ။ သူကအသက်ကလည်းကြီးနေပြီတခြားအလုပ်တစ်ခုလုပ်ဖို့အတွက်နိုင်မှလည်းမဟုတ်တော့ဘူးသူ့ကိုဖြစ်နိုင်အလုပ်မခိုင်းမဲနဲ့အိမ်မှာပဲနေခိုင်းလိုက်ပါလားရှင်ကတော့ငယ်သေးတယ်ခွန်အားတွေအများကြီးရှိတယ်ရှင်ကတော့တခုခုစဉ်းစားသင့်တယ်နော်ရှင်မျိုးပေါ်ကိုတက်သွားမျိုးပေါ်ကိုရောက်သွားတဲ့အခါကျရင်တော့အလုပ်ကင်ကန်ခေါင်းတစ်ခုရှင်ရမှာပဲစင်မီပြောတဲ့စကားအနားထောင်ပြီးအကာရှ်ကလည်းမျိုးပေါ်ကိုတက်သွားပါတယ်ရှင်ကနေငယ်တော့အလုပ်ရှာပြီးနောက်မှာတော့သူလည်းစက်ရုံတရုံမှာအလုပ်တစ်ခုရရှိသွားခဲ့ပါပြီရွှေမအရန်ကိုစူးစမ်းအားထုတ်ရပြီးပတ်စံကလည်းသိမ်းမရပါဘူးဒါပေမဲ့မျိုးမာကတော့မတူပါဘူးဂျိုးစားတဲ့လောက်ပတ်စံအများကြီးရရှိနေခဲ့ပါရဲ့ ဒီလိုနဲ့နောက်ပေါင်းများစွာကုန်ဆုံးသွားပါရီတရမအကားကလည်းအလောက်ကနေခွင့်ရအောင်ယူပြီးရွှေပြန်လာခဲ့ပါရီရှင်ရတော်မျိုးမအေးအေးစစ်စစ်နေနေရပြီနော်ကျမတို့ကိုလည်းမျိုးပေါ်လိုက်ဖို့ပါလားလဲကျင်လို့လေအေးဒါပေါ်ငါမျိုးကိုခေါ်သွားချင်တာပေါ့ဒီတစ်ခေါက်တော့မင်းတို့အားလုံးငါနဲ့အတူတူလိုက်ခဲ့မျိုးဝတကယ်ကိုအကြီးအကြီးပဲလဲစရာပက်စရာနေရတယ်လေအများကြီးရှိတယ်အဆောက်အဦတွေကလည်းအမြင့်ကြီးငါတို့ဒီရွာမှာရှိတဲ့အိမ်အမြင့်ဆုံးဆိုတာကသူတို့မျိုးမဘာမှတော့မဟုတ်ဘူးဟုတ်လားဟုတ်လားပြီးတော့အဲ့ဒီတိုက်ခန်းတွေမှာလူတွေနေကြလားနေရပေါ်နေရပေါ်လူတွေအများကြီးနေကြတဲ့တိုက်အမြင့်ကြီးတွေမှာ တချို့နေရာတွေမှာဆိုရင်ဓာတ်လေကားတွေဆက်လေကားတွေအကုန်ရှိတယ်။ဟုတ်လား။စက်ရုံကတော့အရန်တော့မကြီးပါဘူးစက်ရုံကတဲတဲလေးပဲ။ဒါနဲ့ရှင်းရပါအလုပ်လုပ်ရတာလေ။ကဲမင်းအခုဒီမှာအရာအလုံးကိုမေးလိုက်တော့မလား။မြို့ပေါ်ကိုရောက်သွားတဲ့အခါကျရင်တော့မင်းဘာကိုမေးုံမလဲ။ဟိုရောက်မှပဲလိုက်ကြည့်တော့ကွာနော်။နောက်နေ့အကောက်ကလည်းသူရဲ့မိမစီမီကိုသူနဲ့အတူတူမြို့ပေါ်ကိုခေါ်ဆောင်သွားလိုက်ပါတယ်။တို့လာလုံးနေတဲ့စက်ရုံကိုရင်ဆုံးခေါ်သွားပြခဲ့ပါတယ်။ဒီမှာကြည့်လေစီမီရဲ့ဓာတ်ငါအလုံးလုံးနေတဲ့စက်ရုံဒီနေရာမှာမှန်တွေလောက်တာမှန်ချက်စက်ရုံလို့ခေါ်တယ်။ တကြောင်ကလောက်ပေါ့လို့နဲ့မှန်တွေကိုတွေ့ကြရတဲ့ခါမှာတော့သူမဝမ်းသာပျော်ရွှင်သွားခဲ့ပါရဲ့။သူမကအယောင်ဆောင်လေးဆိုလို့ရှိရင်တော့ငငယ်လေးကလေးကသဘောကျခဲ့ရလိ။ဟောမကြည့်ပါအောင်ရှင်။အယောင်လာပါတဲ့ပုံစံနဲ့မှန်တွေကိုလှုပ်ထားတာပဲနော်။ကျမသဘောကျလိုက်တာ။တကယ်လှရတယ်လား။ဒါနဲ့ဒီမှန်ချက်တွေကိုဘယ်နေရာမှာအသုံးပြုတာလဲ။အော်လူတွေကနေရာဆောင်မှာအသုံးပြုတဲ့ရုံးကန်းတွေအိမ်ကန်းတွေမှာလည်းအသုံးပြုကြတယ်။မြို့ပေါ်ဆိုရင်တော့လူတွေကတော့အရင်အသုံးကြတာ။အကားကတော့သူရဲ့မိမကိုရှင်ပြနေစင်မှာ။စီမီကတော့မှန်ကွဲစောက်အပုံကြီးကိုသူမကြည့်နေခင်မိပါရဲ့။ ဒါရီကဘာတွေလဲမှန်ကွဲစားရီလားဒါရီအကုန်လုံးကကွဲကုန်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်တချို့ AR တွေကမလိုအပ်တော့လို့လေဒါရီအားလုံးကိုပြစ်ထုတ်လိုက်တာပဲဒါရီကိုပြန်မသုံးအောင်လားပြန်သုံးလို့ရပါတယ်နားတော့အဖြစ်ပြန်မသုံးတာတော့များတယ်အသစ်တွေကိုသူတို့ကပြန်သုံးကြတာလေဒါဆိုရင်ကျမတို့ဒါရီကိုယူသွားလို့ရလားရရလေဘာလို့မလို့လဲအရင်မကြည့်ပါဘူးရှင်ယူသွားလို့ရလားပဲပြောကျမတို့ရွာကိုအဲ့ဒါယူခဲ့မင်းကလည်းကုန်ကြစိတ်အများကြီးသွားမှာပေါ့သိပါတယ်ယူလာခဲ့စမ်းမကျမလောက်စီရတစ်ခုရှိတယ် နောက်နေ့မှအကာရှ်ကလည်းမှန်ကွဲစားတွေပိုင်းစားတွေအကုန်လုံးရှုပ်ပြီးတော့ရွာကိုပို့ပေးခဲ့ပါတယ်။သူကတော့အလို့ရှိသေးတဲ့အတွက်မျိုးပေါ်ပြန်သက်သွားရပါတယ်။မှန်ကွဲစားတွေကိုတွေ့ခင်ရတော့ရခမဖြစ်သူလည်းအားအသင့်နေခဲ့ပါတယ်။ဒါဘာလို့တော့လဲချွေးမလေးရဲ့မှန်ကွဲစားတွေလား။ဒါတွေကိုဘာလို့မလဲ။ကျမတို့စိတ်ကူးအိမ်မက်ထဲကအရန်ကိုလှပွားတဲ့အယောင်စုံပြီးဖို့အကြောင်းကိုစောက်လုံးမယ်မေ။ဒါပေမဲ့အမေရဲ့အကူအညီလိုတဲ့မေရဲ့ဒါဆိုရင်ကောင်းပြီငါအကူအညီပေးမှာပေါ့။ဘာလို့ပေးရမလဲဆိုတော့ကိုတော့ပြောစီမီကတော့လုံချင်တာတွေအကုန်လုံးကိုတည်တည်ကြကြအကွက်ကြစစ်စင်ထားပါတယ်။ သူတို့ကအရင်ဆုံးမြေကြီးတွေအများကြီးယူပါတယ်ပြီးတော့တဲ့ခါမှာရေရေထည့်ပြီးတော့ဖြော်လိုက်ပါတယ်မြေကြီးပေါ်မှာဘီလမြေရောထည့်ခဲ့ပြီးနောက်မှာတော့မိဖို့ကံကိုပြင်ဆင်ပါတယ်နောက်တော့မှန်ကွဲစော်လေးတွေကိုကတ်ထားခဲ့ပါတယ်တရက်လုံးကြိုးစားပြီးမြောင်မိုးချုပ်သွားပါတယ်လှောက်လိုက်တာစီမီရဲ့ဒီလောက်လှောက်ပါတယ်မိဖို့ကြောင်လေငါ့အိမ်မက်ထဲမှာတော့မတွေ့ဘူးဘူးသေးလားအမေရဲ့ဒါလှရတယ်လို့ပြောလို့မရသေးဘူးအမေမနဲ့မိုးလင်းလာမယ့်အချိန်ဦးပဲဆောင်းနေဝင်လာတဲ့ခါကျရင်ဘယ်လောက်လှမလဲအမေသိသွားလိမ့်မယ် အရင်နေ့မှာသမီးရခမနှစ်ယောက်လုံးကောင်းကောင်းအိတ်လို့မပြောခဲ့ကြပါဘူးမနက်မိုးလေးမဲ့အချိန်ကိုပဲသူတို့စောင့်မျှော်နေခဲ့ကြပါတယ်အရန်ကိုပြောရှင်လို့တဲ့အတွက်နှစ်ယောက်သားမနက်အစောကြီးအိယာကနေနိုးထလာခဲ့ကြပါတယ်ပြီးရနေမိဖို့ကနေမှသွားထိုင်နေခဲ့ကြတာပေါ့နေထွက်လာတာနဲ့မိဖို့ကနေတန်ဝဲလာခဲ့ပြီးမန်တွေကနေအရာအမျိုးမျိုးလင်းထွက်လာခဲ့ပါတယ်အမလီတော်လိုက်တဲ့ငါ့ရဲ့ချွေးမလေးဟေးတကယ်တော်ရင်ငါတော့နင့်ကိုလက်ခံသွားပြီတကယ်ကိုတော်တာပဲနင့်ရဲ့အုံနောက်ကိုတော့တကယ်ကိုချွေချထားတဲ့နေနော် ငါသားလေးပြန်လာမယ့်အချိန်ကိုပဲစောင့်နေတာသူလိုက်ဘာပြောမလဲစောင့်ကြည့်အောင်ဟဲ့ခဏကြာမှအကရှောက်ရှိလာခဲ့ပြီးသူ့ရဲ့အယောင်လှပသွားတာကိုမြင်တွေ့ခဲ့ရပါတယ်သူလည်းသူ့မိမအယောင်တော်လုံးနဲ့အတွက်ကြောင့်မို့လို့ချီးကျူးခဲ့ပါတယ်ဒီလိုနဲ့မိသားစုဝင်တွေအားလုံးပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်